ာရိသာရမတိနောသာရိသာသာရဓာတိနောတေသာရဏာတိကိသန္တိမိစ္ဆာသင်္ကပ္ပခောစရာအတွေးလွဲချော်နေတဲ့ပုဂ္ဂိုလ်ဒီအနိတရမရှိတဲ့အရာကိုနှစ်တရရှိတယ်လို့ထင်ခြင်းအနိတရရှိတဲ့အရာကိုတော့အနိတရမရှိဘူးလို့ထင်ခြင်းဆိုတဲ့ လွဲမာတဲအတွေ့တွေးကြတဲပုဂ္ဂိမြည်သည့်ခါမှာအနှစ်သာရကို မရနိုင်ဘူးဆိုတာတစ်ချက်နော်အနှစ်သာရရှိတာကိုအနှစ်သာရလို့ရှိတယ်လို့သိတယ်အနှစ်သာရမရှိတာကိုလည်းပဲအနှစ်သာရမရှိဘူးလို့သိတယ်သာရိသသာရတောညတဝအတ္တရိသအတ္တရတော တွေ့တော့ဆင်ញင်၍အမှန်သိမြင်တဲ့ပုဂ္ဂိုလ်တွေပုတ်တကယ်အနှစ်သာရကိုရရှိကြတာဖြစ်တယ်လို့ဒီဒေသနာတော်ကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တာဖြစ်တယ်ဒီဒေသနာတော်ဟာမိမိတို့ဘဝမှာဆက်ဟပ်ပြီးတော့နှလုံးသွင်းဆင်ញင်ကြည့်ဖို့လိုအပ်တယ်နေစဉ်နဲ့အမြတို့ပါရိရှာလို့ပါရိယနေချတယ် တို့ရှာတဲ့အရာတို့ရနေတဲ့အရာများဟာအနစ်သာရရှိတဲ့အရာတွေဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုယ့်ကိုဆန်းစစ်ကြအောင်မှာဖြစ်တယ်။အဲ့ဒီလိုဆန်းစစ်နိုင်မှုဆိုလို့ရှိရင်အနစ်သာရဆိုတဲ့တန်ဖိုးရှိတဲ့အရာကိုရမှာမဟုတ်ဘူး။ယေရှုဗျာကလူအဖြစ်ကိုရခဲ့တယ်လို့ခေါ်တယ်။သို့တော့ လူဖြစ်လာတိုင်းရလာတဲ့လူအဖြစ်ဟာတမိုးရှိတဲ့လူအဖြစ်ဟုတ်ကဲ့လားတမိုးရှိတဲ့လူဘဝဖြစ်အောင်တို့တွေဘယ်လိုချင်းဆောင်ရမှာလဲဆိုတာကိုလည်းသိရှိနားလည်ဖို့တို့တွေလူဖြစ်ယုံနဲ့တမိုးရှိတော်မှာမဟုတ်ဘူးလူဖြစ်ယုံနဲ့လူဖြစ်ကျိုးနဲ့သွားတာမဟုတ်ဘူးလူဖြစ်တယ်ဆိုတာအခွင့်အရေးတစ်ခုရရှိခြင်းသာလင်းဖြစ်တယ် ဲ့ဒီရရှိလာတဲ့အခွင့်အရေးကိုအသုံးမချတတ်ဘူးဆိုလို့ရှိရင်လူဖြစ်ကျိုးနှက်မှာမဟုတ်ဘူးပေါ့လူဖြစ်ကျိုးနှက်ဖို့ဆိုတာလူတံပိုးကိုသိရှိနားလည်ပြီးလူဖြစ်ကျိုးနှက်အောင်ဘာတွေလုပ်ရမလဲသူဘာတွေရအောင်ဘယ်လိုတွေးတော့ဆင်ခြင်ရမလဲအမှန်တွေးတတ်ဖို့ဥဒ္ဓမအရေးကြီးတယ်ဒီဒေသနာတော်မှာ မိစ္ဆာသင်္ကပ္ပဂောစရာအတွေးလွဲမှားနေတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်သာရကိုမရနိုင်ဘူးမှန်ကန်စွာတွေးတောဆင်ခြင်တတ်မှအနှစ်သာရကိုရသမ္မာသင်္ကပ္ပဂောစရာမမှန်ကန်ကန်တွေးနိုင်မှအနှစ်သာရအစင်မှန်ကိုရကြမှာဖြစ်တယ်အေးဒါကြောင့်အတွေးမမှားဖို့ အရေးကြီးတယ်လို့ဆိုအောင်ဘင်္ဂနဲ့တွေ့တွေ့တတ်ဖို့ရသဗျာမဂ္ဂင်၈ပါးမှာဟောကြားထားတဲ့အဲမှာလဲသမာဓိဋ္ဌိမင်္ဂန်စွာမြင်ရင်းနဲ့သမသင်္ကပ္ပမမကန်စွာတည်တော်ခြင်းဆိုတာဒီနှစ်ခုတွဲဆက်ပြီးတော့အနိကဖော်ပြထားတာဖြစ်တယ်အမှန်တွေးနိုင်မှအမှန်သိမှဖြစ်လို့အမှန်တွေးမှအမှန်ကိုရမှဖြစ်တယ် ဒါကြောင့်မို့မတွေးတော့မဆင်ခြင်းမဲလည်းမနေရဘူးလူရဲ့တန်မိုးဟာတွေးတော့ဆင်ခြင်းနိုင်မှု သိမြင်မှုဆိုတာပညာဟာလူရဲ့တန်မိုးပဲဖြစ်တယ်ပေါ့အဲ့ဒီတန်မိုးရဖို့ရမမှန်ကန်ကန်တွေးတော့ဆင်ခြင်းပြီး မမှန်ကန်ကန်လုံးဆောင်နိုင်မှသာလေလူဘဝတန်မိုးဆိုတာကိုရမှာအတွေးလွဲချော်နေပြီဆိုရင်တန်မိုးမရှိတဲ့အရာတွေနဲ့ပဲအချိန်ကုန်ပြီးတော့လူဘဝတော့ရလိုက်ပါရဲ့ခွင်ကောင်းကြီးတော့ကြုံလိုက်ပါရဲ့ သို့တော်ထိုးခွင်ကောင်းကနေရလိုက်တဲ့တံပိုးဆိုတာတော့ဘာတစ်ခုမှမရလိုက်ပဲဘဝတစ်ခုဟာအဆုံးသတ်သွားမှာပဲဖြစ်တယ်နော်အဲ့ဒါလို့မဖြစ်ရတဲ့အောင်ဘာရီလိုအပ်တယ်လဲမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုနိုင်မသားဖို့လိုအပ်တယ်နိုင်မသားခြင်းကိုတုတ္တလို့ခေါ်တယ်အဲ့ဒီတုတ္တဆိုတာဟာ လူသားတွေအတွက်အရေးပါတဲ့အရေးချင်းတစ်ခုဖြစ်တယ်ပေါ့အေးသုဒ္ဓရှိဖို့ရာအတွက်အရေးချင်းတစ်ခုကဘာလို့ဆိုရင်တတ္တာတဲ့ဘဝမှာယုံကြည်ချက်ရှိဖို့လိုအပ်တယ်ယုံကြည်ချက် ဆိုဒီမှာကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကုသကံအဟုသကံသီတာလဲ လူတွေပိုင်ဆိုင်တဲ့အရာဖြစ်တယ်ဆိုရယုံကြည်ချက်ယရဏသုံးပါးနဲ့ပတ်သက်ပြီးအရေးချင်းယရဏသုံးပါးရဲ့ခုံကိုယုံကြည်မှုဆိုရယုံကြည်ချက်အဲ့ဒီယုံကြည်ချက်ရှိမှကုသကောင်မှုတွေဟာလမ်းပွင့်သွားမှာဖြစ်တယ်ယုံကြည်ချက်မရှိရင်သူတော်ကောင်းနဲ့တွေ့ဖို့မလွယ်ဘူးသူတော်ကောင်းနဲ့မတွေ့ရင်သူတော်ကောင်းတရားကြားနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ယုံကြည်ချက်ကိုအခြေခံ ခြေခံပြီးတော့တတော်ကောင်းပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံခြင်းတတော်ကောင်းတရားကိုကြားနာခြင်းဆိုတာကြမှာသုတ္တဆိုတာရမှာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ရင်ရေးကြည့်တဲ့သုတ္တဆိုတာမရသုတ္တမရဘူးဆိုရင်မှန်ကန်စွာတွေးတော်တတ်ဖို့မဖြစ်ဘူးမဖြစ်နိုင်เนาะအလွဲမှားပဲတွေးကြမှာဖြစ်တယ်ဒါကြောင့်မို့အခြေခံအဖြစ်တရားဆိုတာရှိရမယ်တရားရှိပြီးတဲ့နောက်မှာ ုချင်းသီလကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ကမှရှင်နဲ့နှလုံးထဲမှာကုသတရားဆိုတာယက်တိနိုင်တာကိုချင်းသီလပြက်ပြားသွားတာနဲ့တပြိုင်နက်ကုသတရားတွေဟာယိုကျပျက်စီးသွားမှာပဲဖြစ်တယ်တမုမပြတ်နိုင်နဲ့ရှင်သေးစီဟာသင်္ကေရွှေခွက်မှသာတည်ရှိနိုင်တယ်လို့လူတွေရဲ့လုံဆောင်တဲ့ ကုသိုလ်ကောင်းမှုတွေဆိုတာတိလရှိမှတည်နိုင်တာဖြစ်တယ်။တိလမရှိရင်ကုသိုလ်တွေကယူကြပျက်စီးသွားနိုင်တယ်။ဆိုပါစို့ပါဏာတိပါဒမလုံဘူးဆိုလို့ရှိရင်ပါဏာတိပါဒမလုံတာနဲ့ပဲမေတ္တာဆိုတဲ့တရားကရုဏာဆိုတဲ့ကုသိုလ်တရားတွေခီရီဆိုတဲ့ကုသိုလ်တရားတွေဥတ္တပဆိုတဲ့ကုသိုလ်တရားတွေလုံးဝမရှိတော့ပျက်စီးဆုံးရှုံးသွားပြီ။ အဋ္ဌိနာဒါနမလုံလိုက်တာနဲ့လေဒီကုသတရားတွေကယက်တည်နိုင်စွာမရှိဘူးကာမိသုမိသံသရမုသဝါဒသူရမေရေကမလုံလိုက်တာနဲ့တပြိုင်နက်ရှင်နဲ့နှလုံးထဲမှာကုသတရားတွေဖြစ်ပွားဖို့အမဓမ္မခဲသွားပြီအဲ့ဒီကုသတရားတွေဟာတိလဆိုတဲ့အခြေခံမပါလို့ရှိရင်ဘယ်ကုသိုလ်မှ ဖြစ်နိုင်စွာမရှိဘူးဒါကြောင့် သရရှိပြီးကိုကျင့်သီလဆိုတာရေးကြည့်တယ်အဲ့ဒီကိုကျင့်သီလလည်းရှိနေရရှိပြီးတဲ့အခါမှာသရနဲ့သီလကိုအခြေခံပြီးတော့သုတလို့အခုလိုတရားဝဲကြီးတွေကျင့်ပါပြီးတော့တရားနာရတယ်ဆိုတာသုတရကိုအဲ့ဒီသုတမပါလို့ရှိရင်ဘယ်ဖို့နေပါရဖို့လမ်းစာမရှိဘူးရှင်သာရိပုတ္တရာလိုဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တော်မှပဲ ရှင်အတ္တသိထံကနေပြီးတော့သစ္စာလေးပါအတူချုပ်တရားကိုကြားနာပြီးတော့မှအတိညာဉ်ဆိုတာပွင့်လင်းတာဖြစ်တယ်ဟုတ်သုတ္တကင်းပြီးအတိညာဉ်ပွင့်လင်းနေဆိုတာဘယ်သူမှမရှိဘူးဖရာနဲ့ဘိသိကဗုဒ္ဓကလွဲရင်ကိုယ်ပိုင်ညာနဲ့မန္တရားဆိုတာသိနိုင်တာမဟုတ်ဘူးဒါကြောင့်မို့သုတ္တဆိုတာအရေးပါတဲ့အရာတစ်ခုဖြစ်တယ် နိဗ္ဗာန်ရဖို့ပဲဖြစ်ဖြစ်ဘဝမှာကောင်းစားဖို့ပဲဖြစ်ဖြစ်သူတ္တဟာအလုံးကိုရေးပါတယ်လို့ဆိုရပြီးရင်ပါရှိရမလဲဆိုရင်သာခာဆိုအခုလိုဝိနည်းဓမ္မဗိမ္မာတော်ကြီးကိုသာခာအားနဲ့စုပေါင်းစုဆောင်းပြီးတော့လှူဒန်းလိုက်တာတင်းတော့တင်းတယ်ဒီအဆောက်အအုံကြီးတစ်ခုဖြစ်သွားသာခာဆိုတာ ကိုယ်သာသုံးမယ်ကိုယ့်အတွက်သာစဉ်းစားတဲ့မစ္စရိယဆိုတဲ့အညစ်အကြေးကင်းစင်မှစာကားဆိုတဲ့အလုပ်ကိုလုပ်နိုင်တာဖြစ်တယ်။ကိုယ်အရင်တခုတည်းဟိုသာတွေးတောနေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှ အများကောင်းကျိုးဆိုတာလုပ်နိုင်တာမဟုတ်ဘူး။ဒါကြောင့်မို့စာကားတရားဆိုတာအများကိုမျှဝေတတ်တဲ့ကိုကျိုးမရှာတဲ့သဘာဝတရား အဲ့ဒီသဘာဝတရားရှိမှလူတွေပစ္စယောစာပေါ်များမှုခြံသာဒုက္ခရမှုဆိုတာစာကားပေါ်မှာအခြေခံတယ်။အဲ့ဒီစာကားကိုပဲဒါနလို့လည်းဆိုတယ်။ရသော်ဘုရားကိုယ်တိုင်ကဌာနတမ္မူဒာနိဘောဂာနိလူတွေဒီနေ့အသုံးပြုနေကြတဲ့ပစ္စယောစာတွေဟာဒါနဆိုတဲ့ကုသကံကဖဏိပေးလို့သုံးစွဲနေကြတာလို့ သို့သောတမန်အပြည့်လူတွေထင်နေမယ်ကိုကိုတိုင်းနေမနာညမာရှာကြံထားလို့ရတာပါဌာနကောင်းမှုကြောင့်မဟုတ်ပါဘူးလို့ညင်းတဲ့လူရှိကောင်းရှိနေမယ်သို့သောစဉ်းစားကြည့်ဖို့ရလောကလူတွေအလုံးဟာရှာနေကြတာကိုမျိုးကိုဒေတာရှာလို့အမရလို့ဖားကန့်တက်ပြီးတော့ရေမစေးကြောက်ရှာနာတွေတွေ့တယ်မဟုတ်လား ရှာတဲ့လူတိုင်းရရဲ့လားအေးအယောင်းဝဲကိစ္စပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လုံလဝီရိယထုတ်တိုင်းရရဲ့လားဆိုမရဘူးဒါကြောင့်မို့ရတယ်ဆိုတဲ့လူတွေဟာဘသူကပေးတာတုံးဆိုရင်ဒါနကောင်းမှုကြောင့်ဒါနကောင်းမှုကပေးတာမြတ်စွာဘုရားကိုယ်တိုင်ကိုကဒါနတံပူတာနိဘောကနိမလူဘူးမတမ်းဘူး ဝိသရိယတရားတွေလွှမ်းခြုံထားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲမှကြောက်လို့ပစ္စည်းကုန်မှကြောက်လို့မလှလို့ရှိရင်အဲ့ဒီမလှခြင်းကြောင့်သူကြောက်တဲ့ဆင်းရဲဒုက္ခသူစီရောက်လာမယ်လို့ထီလို့ဟောတာเนาะသူကြောက်တဲ့ဟာသူလက်ခံနေတယ်လို့ဖြစ်တယ်ကုန်မှကြောက်လို့မလှလို့ရှိရင်အဲ့ဒီကုန်ခြင်းတရားဟာခုစီရောက်လာမြတ်စွာဘုရားက ရတာကမေခယောဟောတိသဗ္ဗမေတံဝိနတတိကံကုန်သွားပြီဆိုရင်အလုံးပြည့်စည်တယ်။သာဝတိကတထေတယောက်ဆိုရင်အဗဒံချမ်းသာလို့ဘန္ဒရိုက်ထဲမှာရွှေချောင်းတွေတင်ထားတာကံကုန်သွားပြီဆိုရွှေချောင်းတွေက မိသည်မိသွေးချောင်းတွေဖြစ်သွား။ကံကုန်ပြီဆိုလို့ရှိရင် ပြောင်းလဲသွားနိုင်တယ်ပေါ့။ဒါကြောင့်မို့ကံကပေးတယ်ဆိုတဲ့စကားကလုံးဝမှန်တယ်။ဒီတဲ့မှန်မှန်ကို ိုပိုင်ညာနဲ့ဆင်ញင်စင်သာကြည့်အောင်မလားဘုံရမြို့မှာမြို့ကြီးကြီးဆိုတာနေစင်နဲ့အမြလူလောကမှာမွေးဖွားလာကြတဲ့ကလေးတွေရှိကြတယ်အေးမုံရမြို့မွေးဖွားလာတယ်သုံးမုံမြန်မာနိုင်ငံမှာမွေးဖွားလာတဲ့လူတွေဟာတချို့ပုဂ္ဂိုလ်တွေကတချို့လူတွေက စားစရာတောက်စရာမပြည့်စုံတဲ့နေစရာမရှိတဲ့မိသားစုဝင်နေရောက်သွားတယ်။တချို့ပုဂ္ဂိုလ်ကတိုင်တဲ့ကားနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရဲ့မိသားစုတွေရောက်သွားတယ်။သူတို့နှစ်ယောက်ဘာကြောင့်ဒီလိုကွဲပြားသွားလဲ။ဘုရားဗဒမဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့အဖြေထုတ်လိုက်မယ်ဘုရားသခင်ရဲ့လူတော်ကြလို့နော်။ ်မြတ်စွာဘုရားကတော့ဒါနရှိသူနဲ့မရှိသူ ကွဲပြားခြားနားသွားတယ်လူတိုင်းလူတိုင်းဟာကိုယ်ကိုယ်တိုင်းရွေးချယ်လာတာမဟုတ်ဘူးကုသကံအနေဝေဖန်ခံကွဲပေးလိုက်တဲ့အတိုင်းရောက်လာကြတာကိုယ်ကိုယ်တိုင်းရွေးချယ်ရမယ်ဆိုလို့ရှိရင်တဲခုတ်ကိုဘယ်သူရွေးမလဲမရွေးဘူးတိုင်းမြင့်မြင့်ညီတွေနဲ့ကာကောင်းကောင်းစီးတဲ့အိမ်မဲရွေးတက်မှာပေါ့ သို့သောအဲ့ဒီပေါ်တက်တဲ့လူကဘယ်နှယောက်ရှိတယ်အဲ့ဗဒမနေတယ်နော်တဲကုတ်ထဲရောက်သွားတဲ့လူကများတယ်ဘာကြောင့်လဲဆိုလောကမှာဆင်းရဲတဲ့လူနဲ့ချမ်းသာတဲ့လူဆင်းရဲတဲ့လူကများတယ်လေချမ်းသာတဲ့လူကနေတယ်အဲ့ဒါကိုကကြီးလိုက်မယ်ဆိုရင်ဒါနကောင်းမှုကြောင့်စိစေဥစ္စာရရဲဆိုတာအမတမထင်ရှားသူဘာတစ်ခုမှမလိုရသေးဘူးသူ့အတွက်တိုက်အစင်းသင်ကားအစင်းသင်ဖြစ်နေတယ် ချမ်းသာတဲ့မိဘအိမ်ရောက်လာလို့ရှင်မိဘတွေရှာထားတဲ့ပစ္စည်းကသူ့အတွက်ဖြစ်မနေပေဘူးလားဖြစ်သွားတယ်အေးဆင်းရဲတဲ့အိမ်ရောက်လာတဲ့ပုဂ္ဂိုလ်တော့မရှိခြင်းဆင်းရဲဒုက္ခကကြိုးစိုးနေတာထမင်းမနှမမစားခြင်းဆိုရယ်ဆင်းရဲဒုက္ခတွေကသူ့ကိုကြိုးစိုးသူကြောက်တာလည်းပဲအဲ့ဒါကြောက်လို့မရှိမှကြောက်လို့မလှူခဲ့တာမလှူခဲ့တော့မရှိတာကသူ့ကိုကြိုးစိုးနေတာပဲဖြစ်တာလေ အဲ့ဒီသဘောကိုမြတ်စွာဘုရားဟောတာဒါကြောင့်မို့စာခါဆိုတဲ့အရေးချင်းဟာလူတိုင်းလူတိုင်းမှာပြည့်စုံမှာချမ်းသာကြောဝမှုဆိုတာရနိုင်တယ်စီပေါင်းစွာရှာရင်ရှာတဲ့အတိုင်းရတယ်ဆိုတာစာခါရဲ့အကျိုးတရားပဲနောက်အရေးကြီးအရေးကြီးတဲ့အရေးချင်းတစ်ခုကပညာလို့ပြောတယ်သုတ္တနဲ့ပညာကိုလည်းပဲ ခွဲခွဲပြဲပြဲနားလဲဖို့လိုတယ်ပညာဆိုတာလုံးတဲ့နာနဲ့မလုံးတဲ့နာ ခွဲခြားသိတာပညာမလုံးတဲ့နာကိုရှောင်ရမယ်ဆိုတာသိတာပညာလုံးတဲ့နာမှလုံးရမယ်လို့သိတာပညာနော်ဒီကိခေတ်မှာကျောင်းနေဖွင့်လို့တကယ်သူတွေကောလိပ်တွေမှာပညာသင်တယ်လို့ပြောတာ အပြောအနေနဲ့ပညာသင်တယ်လို့ပြောတာတကယ်အသင်ပေးတာက subject matter လို့ခေါ်တယ်သူတပဲသင်ပေးတာပညာမဟုတ်ဘူးအဲ့ဒါเนาะသူတို့ပြောရတာတော့ပညာသင်တယ်လို့ပဲပြောကြ။ဘာကြောင့်အဲ့လိုတွဲဖက်ပြောတာတော့ဆိုသူတရှိမှပညာရမှာမို့သူတကိုသင်ယူကြတာသာဖြစ်တယ်သူတဆိုတာအကြောင်းအရာဂျာဘူးနာဝဖြစ်အောင်စီးပွားပဲလုံးလုံးရတယ် အယောင်းဝယ်ဘယ်လိုလုပ်ရလဲဆိုတော့ economy တို့နော် economic business ပညာတို့အသက်မွေးမောင်းကြောင့်ပညာတွေသင်နေဆိုတော့စီဝါစာရှာတတ်ဖို့အတွက်ပညာသင်ရအဲ့ဒီသင်တဲ့ပညာတွေဟာပညာလားလို့ဆိုမဟုတ်သူတ္တပဲအဲ့ဒီသူတ္တကိုမှတ်သားပြီးတော့ကိုယ်တွေ့လက်တွေ့ လုတ်ပြီးအတွေ့အကြုံတွေရင့်ကျက်ပြီးသိလာပြီး experience တွေဖြစ်လာပြီးဆိုတော့ကျွန်တော်ပညာဆိုတာဖြစ်မှာစဉ်းစားကြည့်လေဆေးပညာတတ်ပညာသင်ထားပြီးတော့ဆေးလက်မှတ်ရထားတယ်ဆရာဝန်ပွဲရထားတယ်ဆေးမကုပဲနေကြည့်ပါလားဆေးမကုလို့ရှိရင် အတွေ့အကြုံတွေရောရှိပါမလားရှိပါဘူးမရှိတော့ certificate တော့ရှိတယ်ဆေးမကုတတ်တော့ တရားပညာလည်းပဲဒီတိုင်းပဲအတွေ့အကြုံနဲ့သိတဲ့နားလည်တာကမှပညာကျောင်းမှာသင်လိုက်တာကသုတ္တဘာကြောင့်ဒီလိုခွဲရတော့ဆိုဒီခွဲခြားချက်ကို သိတဲ့ပုဂ္ဂိုလ်အလုံးနဲ့တလောတော့ရန်ကုန်မှာဘုရားတရားတော်ကိုအခြေခံအနေနဲ့ဟောပြပါဆိုတော့ အချင်းညို့ခေါ်တယ်နိုင်ငံညာသားတယောက်ပါတယ်ပြင်သစ်ကဒါနဲ့အင်္ဂလိပ်လိုဟောပေးပြီးတော့ပြီးတဲ့အခါသူတို့မေးကျင်တယ်မေးခွန်းတွေမေးတယ်အဲ့ဒီပြင်သစ်ကြီးကမေးခွန်းပါမေးတော့လို့ဆိုတော့မေးခွန်းလေးမမေးခင်သူပါပြောတော့ဆိုတုတ္တနဲ့ပညာမတူဘူးဆိုတာခုမှသူသဘောပေါက်တယ်လို့ပြောနော်တုတ္တနဲ့ပညာဟာမတူဘူးဆိုတာခုမှသဘောပေါက်ပါတယ် ဆိုပြီးတော့သူမေးတဲ့မိကောင်ကတခြားမဟုတ်ဘူးပမာပြေမှာစီးပွားရေးကိစ္စတွေလာပြီးတော့ဥဆောင်ဥရွက်အကြံပေးအနေနဲ့ငားထားတာဖြစ်တော့ပမာလူမျိုးတွေပေါ်မှာဘလို့ဆက်ဆံပြီးဘလို့နေရင်ကောင်းမလဲဆိုတဲ့မိကောင်လေးမေးတာအေးတို့ဘုရားမြတ်စွာရဲ့ဆုံးမတိုင်းပဲအလုံးပေါ်မှာ ျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားထားရမယ်မေတ္တာကိုအခြေခံပြီးတော့အလုံးလုံးလို့ရှင်မှန်ကန်ပါတယ်သူအားလုံးချမ်းသာကြပါစေအဆင်ပြေကြပါစေဆိုတဲ့စိတ်ဓာတ်နဲ့လိုအပ်တဲ့ချက်တွေကိုကူညီပေးတာမေတ္တာကိုကူညီပေးရတဲ့နဲ့အဆင်ပြေသေးဘူးနှိမ့်ကြတဲ့ပုဂ္ဂိုလ်တွေအကျဉ်းနာတရားကရုဏာကိုပြောတဲ့အတိုင်းလုံးလုံးအောင်မြင်သွားပြီဆိုရင်မုဒိတာနော် ဘလို့မမရဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့လေဥပိ္ပခာလို့သို့မဟုတ်ဥပိ္ပခာဆိုဒီမှာကိုကူညီပေးခြင်းကြောင့်ငါဘာရမှကူညီနိုင်မယ်ဆိုတာမထားပဲနဲ့တကယ်ကိုမေတ္တာတရားစစ်စစ်နဲ့ကူညီတာဥပိ္ပခာလို့အဲ့ဒါလို့မွန်မြတ်သန့်စင်တဲ့ဗြဟ္မဝိဟာရတရားတွေနဲ့ဆက်ဆံပြီးတော့ကူညီပေးရင်အဆင်ပြေပါတယ်လို့ မြတ်စွာဘုရားဟောတဲ့အတိုင်းပဲကုညီပါအဲ့တော့သုတနဲ့ပညာဆိုတာလေးကိုကွဲကွဲပြားပြားနားလည်သဘောပေါက်ဖို့လိုတယ်နော်သုတ္တတာသုတ္တဝဋ္ဌနည်းသိခြင်းနဲ့တတ်ခြင်းနဲ့ဆိုတဲ့ဆန္ဒဟာအရေးကြီးဆုံးပဲအခုတရားပွဲလာတာတောင်တရားနာခြင်းနဲ့ဆိုတဲ့ဆန္ဒနဲ့လာတာလေး အဲ့ဒီဆန္ဒမရှိရင်အိမ်မှာနှံ့နေကြမှာပေါ့တယ်လီဗီရှင်းရှေ့ရောက်နေကြတာပေါ့မရောက်ပေဘူးလားဒီဆန္ဒကနေတွန်းပို့လိုက်လို့ဒီရောက်လာလေအဲ့ဒီကနေပြီးတော့သူတ္တာဆိုတဲ့တရားကြားနာရမှုမြတ်စွာဘုရားဟောတဲ့သုံးမတရားတော်တွေကြားနာခွင့်ရလာအဲ့ဒီကြားနာခွင့်ရလာတဲ့သူတ္တာရှင်နေနှလုံးထဲမှာမှတ်သားပြီးတော့ မမကကတွေးတော့ဆင်ញင်တတ်မဲ့ဆိုရင်သူတံပညာရဝဋ္ဌနာဘဝနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ဒီနားလည်လာမှာဖြစ်တယ်ဒီပေါ်စဉ်းစားမှနားလည်မှာ မစဉ်းစားရင်နားမလည်နော်ခုနကရသော်ပြာဟောတဲ့တရားတော်လေးကိုကြားနာလိုက်ရပြီပါဠိလိုကြတော့အတာရီတာရမတိနော သာရိသာသာရဓတိနောအနှစ်မဟုတ်တာကို အနှစ်လို့ထင်နေတယ်အနှစ်ကိုတော့အနှစ်မဟုတ်ဘူးလို့မြင်နေတယ်အဲ့ဒါလို့အတွေးလဲနေတဲ့ပုဂ္ဂိုလ်ဟာအနှစ်သာရကိုဘယ်တော့မှမရဘူးဆိုတာဒါသင်ကြားချက်ကလေးတစ်ခုပဲညဆောဘုရားသင်လိုက်တာမှတ်လိုက်ပြီနော်တို့တွေအတွေးလွဲလို့မရဘူးမှန်ကန်တဲ့အတွေးတွေးနိုင်မှအနှစ်သာရရမယ် ခြေသဘောတရားကိုကြားလိုက်ရကြားလိုက်ရတဲ့အခါကျတော့ကိုယ့်ကိုစဉ်းစားလာတယ်ငါနေ့စဉ်နဲ့စီးပွားရှာနေတာတွေကအနှစ်တည်းလားစာဝန်နေငါရှာနေတာအနှစ်သာရဟုတ်ကဲ့လားငါလုပ်တဲ့ထဲကဘာကအနှစ်သာရလဲမနေ့မိုးလင်းကနေညအထိအောင်ငါတို့လုပ်နေကြတယ်ဘယ်ဟာအနှစ်သာရလဲဆိုတာသဘောပေါက်လာမှာပေါ့။ဘယ်လိုမှမဟုတ်ဘူးဆိုရင်အကာကိုအနှစ်ထင်နေမှာ အကားကိုနှစ်ထင်နေလို့ရှိရင်မကြခင်ပြစ်ခဲ့ရတာလေမောင်ရမျိုးမှလည်းပဲနေစဉ်ပြည်စည်းဥစားရီဘလောက်ဖယ်ရှားသွားတော့ရစီနှလုံးမိတ်ရင်ပိုင်သေးရလားရစီနှလုံးမိတ်လိုက်တာနဲ့ပိုင်ဆိုင်ခွင့်နေအကုန်လုံးဆုံးရှုံးသွားပြီနော်ဘယ်သူမှလိုက်ပေးမှာမဟုတ်ဘူးရှိတာချွတ်ယူလိုက်အောင်ပါ မျက်စိနှလုံးလေးပွင့်နေတုန်းသာပိုင်ဆိုင်နေငါပိုင်နေငါပိုင်နေလို့ရှားဓူးလေးလည်းရှိနေတုန်းသာပိုင်ဆိုင်နေရှားဓူးကနာစိစိန်ဥစ္စာဆိုတာအသက်ထင်စားရှိတဲ့ချိန်လေးပဲပိုင်တာမျက်စိနှလုံးမှိတ်ပြီးတော့ဆင်းသွားပြီဆိုတာနဲ့တပြိုင်နက်တစ်ခုမှမပိုင်ဆုံးရှုံးသွားပြီဆိုအတိုင်းတာတစ်ခုဟာအဲ့ဒီမှာဆုံးသွားပြီးသွားပြီကိုလိုချင်တာရသေးရဲ့လားအဲ့ဒီနောက်မှာ နောက်ဆုံးကိုယ်ခန္ဓာကိုယ်တော်မှအိမ်မောကြာကြာထားမှမဟုတ်ဘူးနော်အေးချမ်းနဲ့နေမျိုးကိုပို့လိုက်မှအဲ့ဒီလိုရောက်တော်မှာနော်အိမ်မောလာပြီးတော့6666လုံးရင်လည်းဘုန်းကြီးပြင့်ပြီးတော့ပရိသတ်နဲ့ထုံအောင်မှာမပိုင်တော့ဘူးဆိုတာသိချတာ哦သိချတာကိုပြောတာနော်အဲ့တော့အဲ့ဓာရီကအနှစ်သာရလားလို့ဆိုဘယ်ဟုတ်ပါတော့ ကိုယ်ယူသွားလို့မမရတာတံပိုးမှမဟုတ်တာအဲ့မသေးခင်လေးတော့ဟုတ်တယ်မသေးခင်လေးတော့ပတ်စံရှိတယ်ဆိုတော့ဂုံရှိသည်တေးရှိဖြစ်တယ်မရှိခိုးနိုးမလှဆုံးယိုးဆိုတဲ့လူလောကကြီးกว่าမလှဘူးဆိုရင်ဆုံးတတ်တယ်လို့ထင်တာလေအဲ့တော့လှအောင်လည်းပြည့်ပြင်ကြအောင်မရှိရင်လည်း ခိုးနိုးကိုယ်အိမ်လာလဲတော့ငါပစ္စည်းခိုးမလို့လာတော့လာလို့ဘေးကထင်ရောက်တယ်မရှိတိုင်းပြည်နဲ့ခြိပြောပဲဆိုလို့ရှိရင်ဆင်းရဲတဲ့နိုင်ငံဆိုဝိုင်းနှိပ်တယ်အဲ့ဒါတတိထားဖို့နော်ချမ်းသာတဲ့နိုင်ငံဆိုမပြောဘယ်သူမှမပြောဆင်းရဲတဲ့နိုင်ငံဆိုဝိုင်းပြီးတော့ဖိမြေနှိမ်ရပါတယ်တော့လမ်းစအေးအဲ့ဒါမျိုးမဖြစ်အောင် ဗုဒ္ဓဘာသာဝင်သူတော်စင်တွေကျွမ်းဝချမ်းသာဖို့ရအတွက်ကြိုးစားဖို့ဒါလည်းလိုအပ်တယ်ပေါ့နော်။တံဝေရတရားကြီးပဲဖြစ်ပြီးတော့စိတ်ဓာတ်ကြီးလည်းခဏခဏမဝင်နဲ့အောင်ပေါ့။စီပွားလေးလည်းလောရမှာပဲဖြစ်တယ်။စီပွားလောက်တာကိုအပြစ်လို့မပြောဘူးမြတ်စွာဘုရားကိုယ်တိုင်ကအေးမင်းတို့လူဖြစ်လာလို့ရှိရင်မျက်စိနှလုံးရှိရမယ်တဲ့။မျက်စိတစ်လုံးကဘာလို့ဆိုရင်စီးပွားရှာရတဲ့မျက်စိတဲ့ နောက်မျက်စိတစ်လုံးကပါတော့ဆိုရင် ကိုချင်းတရားမျက်စိဒီနှစ်ခုပြည့်ဆိုရင်ပြီးလူဘွားနော်မြတ်စွာဘုရားကစီးပွားရှာတာကအနှစ်သာရမဟုတ်သေးဘူးအနှစ်သာရကကိုချင်းတရားမှာဆိုနှစ်ခုစလုံးရစေချင်စီးပွားပဲရှာပြီးတော့ကိုချင်းတရားပြက်ပြားနေမယ်ဆိုရင်အနှစ်သာရဘာမှမရနိုင်ဘူးဒါကြောင့်မို့နှစ်ဖက်စလုံးရအောင်အမြင်နှမျိုးနဲ့ လုံးဝမယ်ဖက်ဆုံစူးစားမယ်ဆိုတော့ I'm for economies economy နဲ့ပတ်သက်လာတယ်စီးပွားဥစ္စာပေါ်မှာလည်းမျက်စိရှိရ I'm for morality morality နဲ့ပတ်သက်တဲ့မျက်စိလည်းရှိရနှစ်ခုအဲ့ဒါမှလူ့ဘဝမှာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတာเนาะအဲ့ဒီမျက်စိနှလုံးမပါဘူးဆိုရင်ပဂတိမျက်စိနှလုံး မရှိတဲ့လူကိုမျက်မမြင်လို့ခေါ်ကြတယ်မျက်မမြင်ဒုက္ခန်းဆိုပြီးခေါ်ကြတယ်တလုံးပြည့်နေလို့ရှိရင်လည်းဒုက္ခိတလို့ပြောတယ်ကိုကျင့်တရားပြက်ပြီးစီပေါင်းစားတစ်မျိုးနဲ့ရှာလို့ရှိရင်တလုံးပြည့်နေတာ ਨੇ တူတူပဲအော်နှလုံးစလုံးပြည့်စုံအောင်စ조사ဖို့မြတ်စွာဘုရားကိုယ်တိုင်ကခေါ်တာတချို့ကလည်းအတွေးလွဲတယ်စီပေါင်းရှာတာပဲငရေကြည့်တယ်လို့လူတွေးကြတယ်စီပေါင်းရှာတာဟုတ်တချို့ကလောဘဖြစ်တယ်လို့ရှာတယ် လောဘဆိုတာစီးပွားရှာရှာမရှာရှာဖြစ်နေမှာပုထုဇဉ်ဆိုတော့လောဘတော့ရှိစီးပွားဥစ္စာရှာတာစီးပွားဥစ္စာဖြစ်တာလောဘကြောင့်ဖြစ်တယ်ဆိုပြီးလောဘသွားပြီးတော့ချီးမွမ်းနေမချီးမွမ်းနဲ့ economy ဆိုတာလောဘမဟုတ်ဘူးပညာစီးပွားရှာတတ်တာကပညာကျိုးစားတာကဝီရိယလောကလူတွေချမ်းသာကြွယ်ဝတယ်ဆိုတာကံရဲ့အထောက်အကူပေါ်မှာကြည့်ပြီးတော့ ပညာနဲ့ဝီရိယအသုံးချလို့ချမ်းသာတာဟာဒါပေမဲ့တချို့လူတွေကလောဘကြောင့်ချမ်းသာတယ်လို့ထင်တာလောဘကြောင့်ကတော့မချမ်းသာဘူးလောဘကြောင့်ဆိုရင်သခိုးတပြားပဲဖြစ်မယ်လောဘကသူများပစ္စည်းရကြနာပဲရှိတယ်လေသူရှာရတာမှမဟုတ်တာဟုတ်အဲ့ဒါကြံ့ကြံ့ဖမှန်ကြောက်တဲ့လူကရှိသေးတယ်စီးပွားရှာလို့ရှိရင်လောဘလောဘနဲ့စီးပွားရှာတော့မှုငြဲကြီးတယ်လို့ထင်သေးတယ်မကြီးပါဘူး ပုရုဇဉ်ဆိုတာတော့အကုသိုလ်တော့ရှိတာအကုသိုလ်ရှိတိုင်းငရဲကြတယ်လို့မှမဟုတ်တာဒါမို့အကုသိုလ်ခွဲတဲ့ပါယကပ္ပဏိယအပေချတဲ့အကုသိုလ်ကတမျိုးအနပါယကပ္ပဏိယအပေမချတဲ့အကုသိုလ်ကတမျိုးအပေကိုကြစေနိုင်တဲ့အကုသိုလ်ကမှဘယ်ကိုချတာနော်ခေါဏလိုသူများသက်တွေတတ်တယ်သူများဥစ္စာခိုးတယ်ဆိုတာတွေကြတော့အပေချစေနိုင်ငါးပါးတိကလုံလို့ရှိရင်ပေချဖို့မရှိဘူးပေါ့နော် လောဘရှိရင်တော့ပယ်မကြဘူးစိဘဥစ္စာရှာတယ်ရလာတဲ့စိဘဥစ္စာကကုသိုလ်ကောင်းမှုလုပ်လိုက်မယ်ဆိုလို့ရှိရင်ဓာပြည့်တောင်ရောက်သွားလိမ့်ဦးမယ်နော်ဒါကြောင့်မို့ကိုကျင်တရားလည်းကောင်းမွန်မျက်စိနှလုံးရှိရမယ်အဲ့ဒီပညာရက်ကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားတတ္တာသီလသုတ္တအစာကပညာအဲ့ဒီအချင်းငါးရတူတွေမှာရှိနေဖို့လိုတယ် အဲ့ဒီအရေးချင်းကားရကိုလည်းကုသိုလ်လို့ခေါ်တာပဲเนาะအဲ့ဒီတရားတွေရှိနေဖို့လိုအပ်တယ်အဲ့ဒါတွေကုသနာမှာရပြီဆိုတော့မှအနှစ်သာရဆိုတာရှိတယ်မောရမြေမှာလည်းသုရောမြေမြတ်စွာဘုရားရှိတယ်နောက်ဘုရားတဆုကဘာဘုရားလဲရွှေစည်းကိုလူတွေကထင်လိုက်မယ် ဆူတောင်းပြေးသွားဆူတောင်းမှပြေးမှရွှေစည်းကုံရရင်ဆူတောင်းမှပြေးဘူးလို့ထင်အောင်ထင်နေလူတွေအနှမပေးထားဖះရနဲ့မဆိုင်ဘူးဆူတောင်းပြေးတာမပြေးတာဖះရနဲ့မဆိုင်ဘူးဆူတောင်းပြေးခြင်းမပြေးခြင်းခုနပြောတဲ့အရေးချင်းငါးရက်နဲ့ဆိုင်တယ်ဆူတောင်းပြေးခြင်းရွှေစည်းကုံဖះရမှတောင်းတောင်းဆူတောင်းပြေးဖះရမှတောင်းတောင်းတတရှိမယ်တိလာရှိမယ်တုဒ္ဒရှိမယ်စာငါရှိမယ်ပညာရှိမယ်ဆိုရင်ဆူတောင်းပြေးတယ် မေဇိမဏိကေသင်္ခါရုပပတိသုံးပါမြတ်စွာဘုရားဟောထားတာเนาะအဲ့ဒါဒီရည်ချင်းငါရရှိရင်ဆူတော်ပြည့်တယ်အဲ့တော့ဆူတော်ပြည့်တယ်လူတွေကဆူတော်တော့ပြည့်ချင်ကြတယ်အလုံးကဆူတော်ပြည့်ချင်ဆူတော်ပြည့်ချင်အလကားတော့ပြည့်မှာမဟုတ်ဘူးဒီ၅ခုပြည့်အောင်လုပ်ဖို့လိုတယ်အဲ့ဒါလူ့ဘဝရဲ့တန်မိုးတွေပဲအနှစ်သာရတွေပဲလူသိဖို့လိုတယ်ပေါ့เนาะ